နိဗ္ဗာန်ဟူသည်တကယ်ရှိပါသလားဆိုတာဒါကခွန်ကြီးအနေနဲ့ဖြေရမှာမဟုတ်ဘူးဘုရားဘာသာအနေနဲ့ဖြေရမယ်ဆိုရင်နိဗ္ဗာန်ဆိုတာတကယ်ရှိတယ်လို့ဖြေရဘာဖြစ်လို့ရှိတယ်လို့ပြောရမှာလဲဆိုရင်သူ့ကိုပြန်မေးကြည့်မယ်ဒီတည်ခြင်းတရားရှိပြီဆိုရင်မတည်တဲ့တရားလည်းရှိတယ်ဆိုတော့လောကမှာ အပူရှိရင်အေးအေးရှိတယ်နော်အဖြေက နှစ်ခုရှိတယ်အဲ့တော့သင်္ခါရတရားတွေရှိလို့သင်္ခါရဆိုတဲ့အကြောင်းတွေကဖန်တီးထားတာရှိသည့်အတွက်ကြောင့်အကြောင်းတရားတွေကမဖန်တီးတဲ့အရာလည်းရှိတယ်ဒီလိုမြတ်စွာဘုရားကိုယ်တိုင်ဘုန်းကြီးတို့ဒီအောက်တိုနိုဝင်ဘာလကမှနိဗ္ဗာန်ကထာဆိုပြီးတော့နိုင်ငံခြားသားတွေကိုသင်ပေးထားတာရှိတယ် CD ကိုလည်းရှိတယ်အင်္ဂလိပ်လို သင်ထားတာရှိတယ်နိဗ္ဗာန်ကထာမြတ်စွာဘုရားကိုယ်တိုင်အဋ္ဌိဘိက္ခွေအာဇာတံအဘူတံအဂတံဆိုပြီးတော့ နိဗ္ဗာန်ဟာတကယ်ရှိတယ်ဆိုတာကိုမြတ်စွာဘုရားတသက်ပြပြီးတော့သွားတာရှိတယ်ပေါ့နော်အဲ့တော့မေကွန်းကတော့နိဗ္ဗာန်ဟူသည်တကယ်ရှိပါသလားဆိုတော့ရှိတယ်ပဲဖြစ်ရမယ်ရှိတာကိုလက်တွေ့ပြနိုင်သလားလို့ဆက်မေးလာလို့ရှိရင်တော့အဲ့ဒါကြတော့မှနောက်တစ်ခုဖြစ်ရမယ်အခုကသူမေးတာတကယ်ရှိသလားနံပါတ်1ပြီးသွားပြီနော်အဘယ်ရနိုင်နိဗ္ဗာန်ရှိပြီ၎င်းဤတိရှိကြောင်းကိုမြည်တို့သိနိုင်ပါသည် နိဗ္ဗာန်ဆိုတာဘယ်အရမှ ရှိတယ်လို့ပြောလို့မရဘူးပြောခြင်းလို့ရှိရင်ပြောရမှာကသင်္ခါရတရားတွေရဲ့ချုပ်ရနိဗ္ဗာန်ဖြစ်တော့ကြောင့်သင်္ခါရချုပ်တဲ့နေရာဒီပင်နဲ့နိဗ္ဗာန်ရှိတဲ့နေရာလို့ဒီလိုပြောရအောင်ဘာလို့ဆိုမီးလောင်လို့ရှိရင်မီးငိမ့်တဲ့နေရာဒီတခြားနေရာမှာတော့ငိမ့်တာမဟုတ်ဘူးလောင်တဲ့နေရာမှာပဲငိမ့်တယ်လေတဏှာဖြစ်တဲ့နေရာဒီပင်နဲ့တဏှာငိမ့်တာ ဥပမာအစင်းအာယုံကိုအာယုံပြုပြီးတဏှာဖြစ်လို့ရှိရင်အဲ့ဒီတဏှာငြိမ့်တဲ့နေရာနဲ့ဒီအာယုံပေါ်မှာပဲငြိမ့်တာအဲ့တော့နေရာနဲ့ပြောမယ်ဆိုလို့ရှိရင်အဲ့ဒါလိုပဲပြောလို့ရမယ်ပေါ့နော်မြတ်စွာဘုရားရောဟိတတတုံးပါဆိုတော့ခန္ဓာကိုယ်ထဲမှာပဲသစ္စာလေးပါးကိုသတ်မှတ်တယ်လို့ဆိုတော့ဟောဒီကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာပဲ လောကဒုက္ခဆိုတာလည်းရှိတယ်လောကဆိုတာလည်းရှိတယ်လောကသမှုရိယအကြောင်းတရားလည်းရှိတယ်လောကနိရောဓဆိုရင် ချုပ်ရလည်းရှိတယ်လောကနိရောဓဂามိနီဆိုတာလည်းရှိတယ်လို့ဆိုတော့နိဗ္ဗာန်ဘယ်မှာရှိတော့ဆိုကုသဏ္ဍမှာရှိတယ်လို့ဒီလိုပြောလို့ရနောက်တနည်းအားဖြင့်ပြောမယ်ဆိုရင်မင်းတဏ္ဍမှာဖြစ်တဲ့လောဘဘယ်မှာချုပ်တာလဲမြတ်စွာဘုရားရဲ့တဏ္ဍမှာရှိတဲ့ခိလေသာတွေဘယ်မှာချုပ်တယ်လို့ဆိုတော့မြတ်စွာဘုရားတဏ္ဍမှာပဲချုပ်တယ် အဲ့ဒီကိလေသာတွေရဲ့ခိုင်တဲ့စိတ်ဆေးရှင်ကိုပဲနိဗ္ဗာန်ခိုင်တဲ့စိတ်ဆေးရှင်အဲ့ဒါနဲ့ပြောမဲ့ဆိုရင်နိဗ္ဗာန်မှာအရိပါ ရှိတယ်လို့နိဗ္ဗာန်ရှိကြောင်းကိုဘယ်လိုလုပ်ပြီးတော့သိနိုင်ရတယ်လဲလို့ဆိုရင် အပူရှိတယ်ဆိုရင်အေးဟာရှိတယ်ပေါ့မိလောင်တာရှိရင်မိငိမ့်တယ်ဆိုတာရှိတယ်အဲ့ဒါလို့ရှိတာကိုသိခြင်းအပြင်နိဗ္ဗာန်ရှိတယ်ဆိုတာသိနိုင်တယ်ပေါ့နောက်သိနိုင်တာကတော့တကယ်ကတော့ချင့်စင်နေတယ် ရှိတယ်လို့လည်းပြောတာမဟုတ်ဘူးမြတ်စွာဘုရားကရှိပြီးတော့ဘယ်လမ်းကသွားဘယ်လိုကျင့်ရောက်တယ်ဆိုတဲ့ကျင့်စဉ်တွေရှိတယ်လေဒီနိဗ္ဗာန်ရှိတယ်လို့လည်းပြောပြီးတော့လမ်းစဉ်မပေးဘူးဆိုရင်ပြောเสียရရှိတာပေါ့အခုကမဟုတ်ဘူးနိဗ္ဗာန်ကိုသွားကျင်သလားသွားကျင်ဒီလမ်းကသွားဆိုတာမဂ္ဂင်၈ပါးဒီနိဗ္ဗာန်သွားတဲ့လမ်းပဲလေတကယ်မြတ်စွာဘုရားတိတိကျကျဟောတာဒီလမ်းကြောင်းအတိုင်းကျင့်လို့ရှိရင်ဒါနိဗ္ဗာန်ကိုရောက်နိုင်တယ်ဆိုတာသိတယ်ပေါ့ ဘာသာကြားများနိဗ္ဗာန်ကိုအကြောင်းရှင်းလင်းပြောပြတယ်အလွယ်ကူဆုံးနဲ့အရှင်းဆုံးရှင်းပြဖို့ကို သိလိုပါတယ်ဆိုခုနတိုင်းပဲပြောလိုက်အောင်မယ်နိဗ္ဗာန်ဆိုတာမေတ္တနာမှာဒေါသငြိမ်းသွားတာဟာခဏငြိမ်းတာမျိုးကတခုဘယ်တော့မှမပေါ်တဲ့ထာဝရငြိမ်းနည်းမျိုးကတခုကျင့်စဉ်တစ်ခုကိုကျင့်တာလို့မင်းဘယ်တော့မှဒေါသမဖြစ်တော့ဘူးဆိုလို့ရှိရင်အဲ့ဒါဒေါသငြိမ်းတဲ့နိဗ္ဗာန်ပဲ တခြားကိုလိုက်ပြီးတော့ရှားစရာမလိုဘူးဒုစီကနိဗ္ဗာန်ဆိုတာကောင်းကင်ဘုံကိုပြောတာမဟုတ်ဘူးလူတွေရဲ့တဏ္ဍာမှာဖြစ်တဲ့ကိလေသာတွေမြတ်စွာဘုရားကိုယ်တိုင်ကလည်းရာဂခေယောဒေါသခေယောမောဟခေယောနိဗ္ဗာန်နာလို့ဟောထားရှိတယ်လေမှန်ကတော့အဲ့ဒါလို့ရာဂဒေါသမောဟတွေဟာ final cessation အနေနဲ့လုံးဝငြိမ့်သွားတာဒါနိဗ္ဗာန်လို့ဆိုလိုတယ်ပေါ့ဒီလိုဆိုလိုတာပေါ့နော်အဲ့တော့မင်းရဲ့ဒေါသဖြစ်တယ်ဘယ်မှာဖြစ်တယ် အဲ့ဒီဒေါသကိုဘယ်မှာငြိမ်းအောင်လုပ်ရမလဲဟောဒီဟာငြိမ်းတဲ့နေရာနိဗ္ဗာန်ပဲလို့ဒီလိုဆိုလိုတယ်ပေါ့နော်